ကဆုံလားပြည့်ဗုဒ္ဓနေ့ကဆုံလားပြည့်၅နေ့တက်နိယတပြာဒိတ်ယူသည်နေ့လေးတင်ချေကဘာတသိန်းအစ ကဆုံလားပြည့်နေ့နှစ်ဖယားမွေးဖွားသည်နေ့မဟာတက္ကရေ68ကဆုံလားပြည့်တောက်ကြနေ့သုံးဖယားဖြစ်သည်နေ့မဟာတက္ကရေတရသုံးကဆုံလားပြည့်ဗုဒ္ဓဟူးနေ့လေးဗုဒ္ဓဝင်အကျဉ်းဟောသည်နေ့ မဟာတက္ကရတရားဒီကဆုံလာပြည့်၅ပရိနိဗ္ဗာန်စံတိနေမဟာတက္ကရ148ကဆုံလာပြည့်အင်္ဂါနေဖွားပွင့်ဟောဆံဗျာရိခံမှတ်ရန်ကဆုံလာပြည့်နေကဆုံလာပြည့်နေဟာဗုဒ္ဓဘာသာလို့ရဲ့ငေဒူးနေမြတ်ကြီးတနေ့ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့၁စုဖရာအလောင်းတော်သူမိတာယတိဟာ ဒီဘက်ကဘာမှလေးစုမြောင်ဂေါရမဘုရားစင်စစ်ဖြစ်လိမ့်မယ်လို့ဒီပင်ကရာမြတ်စွာဘုရားထက်ဖျားစုပံပြီးဗျာဒိတ်ခံယူတဲ့နေ့ဟာကဆုံလာပြီနေ့ဖြစ်ပါတယ်နှစ်ဖွာဂေါရမဘုရားအလောင်းတော်တိဋ္ဌာမင်းသားလေးမွေးဖွားလာခဲ့တဲ့နေ့ဟာလေမဟာတက္ကရာ68ခုကဆုံလာပြီနေ့ဖြစ်ပါတယ်၃ပွင့်ဂေါရမဘုရားအလောင်းဗောဓိပင်အောက်မှာ ဖျားဖြစ်တဲ့နေလဲမဟာတဂရတရားသုံးခုကဆုံလာပြီးနေပဲဖြစ်ပါတယ်လေဟောဂေါရမဘုရားရှင်ဗုဒ္ဓဘုရင်အချင်းကိုဟောသည်နေဟာမဟာတဂရတရားလေးကဆုံလာပြီးနေဖြစ်ပါတယ်လေစံဂေါရမဘုရားပရိနိဗ္ဗာန်ဆန်တဲ့နေလဲမဟာတဂရတရား48ခုကဆုံလာပြီးနေတာဖြစ်ပါတယ်ငါယာရိခံဘုရားလောင်းတော် သူမိတာရှင်ရသည်ဟာဒီပင်ကရာမြတ်စွာဘုရားထံဖျားစုတန်ရာဒီဘဒ္ဒကဘာတွင် လေးစုမြောက်ဂေါရမဖျားဧကံစင်စစ်ဖြစ်လိမ့်မယ်ဟုနိယတပြတဲ့ခံယူတဲ့နေ့ဟာလေဒီကဆုံလာပြည့်နေ့ဖြစ်ပါတယ်။ဒါကြောင့်နေရုနည်းမြတ်ဖြစ်သော ကဆုံလာပြည့်နေ့မှာဗုဒ္ဓဘာသာဝင်များအနေဖြင့်ဒါနသီလဘာဝနာကုသိုလ်တရားများကိုပွားများလာအောင်အားထုတ်နိုင်ကြပါစေ။ ကဆုံလာပြည့်နေ့အကြောင်းသိကောင်းစရာများ၁ကဆုံလာပြည့်နေ့သည်ဗုဒ္ဓဘာသာဝင်တို့၏နေလူနေ့မြတ်ကြီးဖြစ်ပါသည်ကဆုံလာပြည့်နေ့ဤထူးခြားချက်မှာဗျာဒိတ်ဖွားမြင်ဗောဓိပံဆံဝင်နိဗ္ဗာန်နံဆိုသည်နှင့်အညီသုံးတော့ကထွက်တာပပညုမြတ်စွာဘုရားနှင့်ဆက်၍ဗျာဒိတ်ခံယူသောနေ့ဖြစ်ခြင်းဖွားမြင်တော်မူသောနေ့ဖြစ်ခြင်းဖျားဖြစ်တော်မူသောနေ့ဖြစ်ခြင်း ပရိနိဗ္ဗာန်စံတော်မူသောနေ့ဖြစ်ခြင်းဤထူးခြားချက်၄မျိုးတို့နှင့်တိုက်ဆိုင်နေပါသည်ဤကဲ့သို့ထူးခြားချက်၄မျိုးတို့နှင့်ပြည့်စုံသောကြောင့်ဤနေ့ကိုကဆုံနာပြည့်ဗုဒ္ဓနေ့ဟု အမွန်းတင်ခေါ်ဆိုကြပါသည်နှင့်ဤကဆုံနာပြည့်နေ့တွင် မန္တရံကိုအောင်မြင်တော်မူသောကြောင့်ဤနေ့ကိုကဆုံနာပြည့်မန်အောင်နေ့အဖြစ်ဗုဒ္ဓဘာသာဝင်တို့၏စိတ်အစဉ်တွင်စွဲမြဲ၍နေကြပါသည်၃ ဝိတာခနခနှင့်ရှင်၍ဖွားမြင်တော်မူခြင်းပရိနိဗ္ဗာန်ဆံတော်မူခြင်းများကိုအကြောင်းပြု၍ကဆုံငါးပြည့်နှင့်ကိုဝိဆက်လေးဟုခေါ်ကြပါသည်ဝိတာခလေးဟုဆိုလိုပါသည်လေဗုဒ္ဓဘာသာဝင်တို့သည်ဖျားဖြစ်တော်နေသူနှင့်မြတ်ကိုအာယုံပြု၍ကဆုံငါးပြည့်နှင့်၌ပရိဘောဂစေတီထိုက်တော်ဘောဓိပင်ကိုရေသွန်းနှောင်းလေးရှိကြပါသည်ငါဘောဓိပင်သည် ။တပည့်ညုဒဉာဏ်တော်ကိုရ၍ဖျားဖြစ်တော်မူရာဌာနဖြစ်ခြင်း။ဖွားဘက်တော်ခုနှစ်ပါးတွင်စည်ရင်းဝင်ခြင်းဖြစ်သောကြောင့်ထူကြသောတပည့်တစ်မျိုးဖြစ်ပါသည်။ဤကဲ့သို့မြတ်စွာဘုရားနှင့်ဓာတ်ရိုက်ဆက်ဆက်၍ဗောဓိပင်၌ရေသုံးလောင်းခြင်းအစဉ်လာကိုခက်အဆက်ဆက်ပြုလုပ်လာခဲ့ကြပါသည်။6မြမယိုးရာ72ရာဒီပွဲတော်များအနေကဆုံလ၌ညောင်ကြီးသုံးပွဲတော်ကိုရိုးရာပွဲတော်အဖြစ် အစဉ်အလာသတ်မှတ်ခဲ့ကြပါသည်ခုနှစ်အတနာဘောရိယမထေရ၏အလောင်းသည် တိတ်တဘုရားရှင်၏ဘောရိပင်ကိုစိုက်ပျိုးပူဇော်ရသောကုသိုလ်ကြောင့်နတ်မြေ၌ဖြစ်ရခြင်းစัจ जा မင်းဖြစ်ရခြင်းအပေလေးပါးမှလူကင်းရခြင်းအကျိုးများကိုခံစားရကြောင်းထေရပဒံကျမ်းဂန်၌ဟောကြားထားပါသည်ရှေ့ကန္တောတကတိတ်တမထေရ၏အလောင်းသည်ဘဒုမုဒ္ဒရာဘုရားရှင်၏ဘောရိပင်ကို နတ်သားရေးဖြင့်တုံလောင်သောကုသိုလ်ကြောင့်နတ်ပြည်၌ဖြစ်ရခြင်းအနာရောဂါမဖြစ်ခြင်းတောကကင်းဝေးခြင်းစသောအကျိုးများကိုခံစားရပါသည်၉အထက်ပါအကြောင်းအရာများကိုနှလုံးသွင်း၍ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့်၂၀၂၀ကဆုံနာပြည့်နှစ်ရောက်တိုင်းဗုဒ္ဓရုပ်ပွားဗုဒ္ဓိတစေတီတော်များကိုအနေကစားတင်ဗုဒ္ဓအဘိတိကမင်္ဂလာသဘင်ဆင်ရင်ကျင်းပ၍ စည်းမှုလေးရှိကြပါသည်။ကျောင်းကံဖရာသို့တွား၍ဒါနသီလဘာဝနာအမှုကိုပြုလုပ်၍ကဆုံလားပြည့်ဗုဒ္ဓနေ့ကိုအမတရဆင်နွှဲကြပါသည်။မာဂတိတာစီဤအခါတော်နေများစောင်းမှာကဆုံလားပြည့်နေ့အကြောင်းတည်ကောင်းစရာများဗုဒ္ဓဘာသာဝင်တိုင်းကဆုံလားပြည့်ဗုဒ္ဓနေ့အကြောင်းကိုသိစေရန်အတွက်ဒီဆောင်မကိုရေးပြီးဖျားရှင်ကိုပူဇော်တက္ကရာပြုလိုက်ရပါတယ်။ ကဆုံလာပြည့်နေ့ဟာဗုဒ္ဓဘာသာတို့ရဲ့နေရူးနှစ်မြတ်ကြီးတစ်နေ့ဖြစ်တယ်။ဘာကြောင့်လဲဆိုတော့၁ဖရာအလောင်းတော်ယတိသူမိတာဟာဒီဘက်တာကဘာမှလေးစုမြောက်ဂေါရမဖရာစင်စစ်ဖြစ်လိမ့်မယ်လို့ဒီပင်ကရာမြတ်စွာဘုရားထံနိယတပြားလေးခံယူတဲ့နေ့ဟာကဆုံလာပြည့်နေ့ဖြစ်တယ်။၂ဂေါရမဖရာအလောင်းတော်တိဋ္ဌထမင်းသားလေးမွေးဖွားလာခဲ့တဲ့နေ့လေမဟာတက္ကရ68ခု ကဆုံလာပြီးနေဖြစ်တယ်၃ကိုရမဘုရားလောင်းဗောဓိပင်အောင်မှာဘုရားဖြစ်တဲ့နေလဲမဟာတက္ကရတရားသုံးခုကဆုံလာပြီးနေဖြစ်တယ်၄ကိုရမဘုရားပရိနိဗ္ဗာန်ဆန်တဲ့နေဟာလဲမဟာတက္ကရတရား၄၈ခုကဆုံလာပြီးနေဖြစ်ပြန်တယ်ဒါကြောင့်ကဆုံလာပြီးနေဟာဗုဒ္ဓဘာသာဝင်တွေအတွက်အင်မတန်ထူးမြတ်တဲ့နေ့တစ်နေ့ပါကဆုံလာဟာမြမ၁၂ရာသီမှာ ဒုတိယလဖြစ်ပြီးဒိဋ္ဌာယာတိနှင့်တူသည်ပကံခက်ကြောင်းစာမှာကဆုံနာကိုကုဆုံလို့အရေးများတယ်။နောက်ပိုင်းမှာကုမကတူပြောင်းလဲလာတယ်လို့ဆိုတယ်။ကုကရဲ့အဓိပ္ပာယ်ကတော့ရေဖြစ်ခါဆုံကတော့သုံးလောင်းငယ်လို့အဓိပ္ပာယ်ရှိလို့ကဆုံနာကိုရေသုံးလသို့မဟုတ်ရေလောင်းလလို့ဆိုနိုင်ပါတယ်။ပါဠိစာပေမှာကဆုံနာကိုဝေတာခလို့ခေါ်ပြီး အဲ့ဒီဝေဒခါကနေပါဠိပြက်ခါဝိတ္တခဖြစ်လာတယ်။ဒီဟိုအတန်ထွက်ကတော့ဝိဆက်လို့ထွက်ပြီးအနောက်နိုင်ငံသားများကလည်းဒီဟိုတန်ကိုအမိပြုကကဆုံလာပြီးနေကိုဝိဆက်တေးလို့ခေါ်ကြတယ်။ထိုင်းဗုဒ္ဓဘာသာတွေကတော့ကဆုံလာပြီးနေကိုဝိဆာခပူချလို့ခေါ်တယ်။မြမဘီမကဆုံလာပြီးဗုဒ္ဓနေ့ညောင်ရီသွန်းပွဲတော်ပြည်တော်စုမြန်မာနိုင်ငံတော်နဲ့ ကုစုံလာပြည့်ဗုဒ္ဓနေ့ဟာဗုဒ္ဓဘာသာဝင်တို့ရဲ့အထွတ်အမြတ်နေ့ဖြစ်လို့ပြည်တော်စုမြန်မာနိုင်ငံမှာအစိုးရရုံးပိတ်ရက်အဖြစ်သတ်မှတ်ထားပါတယ်။ကုစုံညောင်ရီသွန်းပွဲတော်အဖြစ်ထင်ရှားတဲ့ဘာသာရေးပွဲကိုဆင်နွှဲတယ်။ကုစုံလာရာသီဟာနေအရှိန်အပြင်းထန်လုံးဖြစ်လို့ရည်ရွယ်ခန်းချောက်လေးရှိတယ်။ဖျားပွင့်တော်မူတဲ့ဗောဓိပင်ကိုရည်မှတ်ကဗောဓိပင်အပွားတော်များကိုတပြောတပါးရည်စင်သုံးလောင်းကြလို့ကုစုံလာညောင်ရီသွန်းပွဲလို့ ခေါ်လာကြတယ်။ဗုဒ္ဓဘာသာဝင်များအတွက်ဗောဓိပင်ဟာဖယားရှင်အားပရိဘောဂစီရီတော်ဖြစ်လို့ဗောဓိပင်ကိုရေလောင်းပေးခြင်းဟာဗောဓိပင်ပုံမရှင်တန်စီမှုဖယားတာသနာတော်ဆက်လက်အတွန်းရှိစီမှုဖုံညုံးပါတယ်။ဗုဒ္ဓဘာသာဝင်မြမလူမျိုးတို့ဟာ ကဆုံလာပြည့်နေ့မှာတန်ခါတော်များအားအာယုံစွမ်းနေစွမ်းလောင်းလို့ခြင်းသီလခံယူခြင်းပရိတ်တရားတော်များနာကြခြင်း ဘာဝနာတရားပွားများခြင်းဆလာပြီးပြုလုပ်ကြပါသည်ဇိဝိဒဒါနငါးလှုပ်ပွဲငှက်လှုပ်ပွဲတိရစ္ဆာန်ဗိမဲ့ပွဲတွေကိုလည်းတပြောတပါးကျင်းပကြရတယ်။ထိုင်းနိုင်ငံဇင်းမင်မှာကျင်းပတယ်။ကဆုံနာပြည့်ဗုဒ္ဓနေ့ဝိစာခပူဇော်ထိုင်းနိုင်ငံကဆုံနာပြည့်ဗုဒ္ဓနေ့ထိုင်းနိုင်ငံဟာဗုဒ္ဓဘာသာနိုင်ငံတော်ဖြစ်လို့ကဆုံနာပြည့်နေ့ကိုရုံးပရက်အဖြစ်သတ်မှတ်ထားတယ်။ ဘရင်အုပ်ချုပ်တဲ့နိုင်ငံဖြစ်လို့ဘရင်နဲ့တကွဘရင်အဆွေတော်မျိုးတော်အပါဝင်အရာရှိအရာခံများအလုံးကဆုံလာမိနေအခမ်းအနားဖြစ်တဲ့ဝိစာခာပူချန်းကိုတတိလုံးပါဝင်ဆင်နွှဲကြတယ်ကဆုံလာမိနေမှာသာသနာအလံတော်များသည့်ထိုင်းနိုင်ငံတဝန်းလုံးမှာတလူလူလွှင့်ထူကြတယ်ထိုင်းနိုင်ငံသာသနာအလံဟာမြန်မာနဲ့တရီလင်္ကာနိုင်ငံဖြစ်လို့ရောင်ကြီးတော်၆တယ်မဟုတ်ပဲအရဟတ္တဒဇသင်္ကန်းရောင်ပေါ်တွင် ဓမ္မစကြာဆောင်ပိုင်းပုံတက်ထားခြင်းဖြစ်တယ်။ထိုင်းနိုင်ငံကဆုံလာပြည်ဗုဒ္ဓနေ့ကျင်းပပုံကဆုံလာပြည်နေ့မှာထိုင်းဗုဒ္ဓဘာသာဝင်များဟာနနက်ပိုင်းမှာတန်ဃာတော်များအားဆွမ်းလောင်းလူကြတယ်။ဖျားเจ้าကများကိုတန်ရှင်းရင်းများပြုလုပ်ကာကုသိုလ်ယူကြပြီးနေ့လယ်ပိုင်းအချိန်ဘုန်းကြီးเจ้าဓမ္မတာလာဇယင်းမှာတရားနာယူကြတယ်။တချို့ကတော့ဘာဝနာတရားများပွားများအားထုတ်ကြတယ်။ ညာဦးပိုင်းမှာစုပေါင်းပြီးလူတဦးလျင်ဖျောင်းနိုင်တဲ့တိုင်းအမွေးတိုင်သုံးနိုင်ထွန်ကြီးကပန်းတပွင့်နဲ့အတူဇေဒီတော်အားလက်ရရဲ့သုံးဘက်ပတ်ခါပူဇော်ကြတယ်ဇေဒီတော်ကိုလက်ပတ်စဉ်ဖျားကုံတော်တရားကုံတော်နဲ့တန်ခါကုံတော်များကိုရုတ်ဖက်တည်းစေကြတယ်တန်ခါတော်များထံတရားနာယူကြတယ်ထိုင်းနိုင်ငံရဲ့ထင်ရှားတဲ့ကဆုံနာပြည်ဗုဒ္ဓနေ့ကျင်းပတဲ့နေရာကတော့နှခွန်ပထုံရှိ ဗုဒ္ဓမုံထုံဘုရားပဲဖြစ်တယ်။အဲ့ဒီနေရာမှာထိုင်းဘရင်မင်းမြတ်သူမဟုတ်ဆွေတော်မျိုးတော်များကဗုဒ္ဓဘာသာဝင်လူတို့ကိုဥဆောင်ပြီးဝိသကာပူဇာဝိသကာပူဇာပွဲကိုနှစ်ဆင်ကျင်းပတယ်။ထင်ရှားတဲ့ထိုင်းနိုင်ငံတက္ကသိုလ်တွေမှာလည်းဝိသကာပူဇာအခမ်းအနားများကျင်းပကြတယ်။အပိပိဆိုင်ရာဗုဒ္ဓဘာသာအစည်းအဝေးများကိုလည်းကျင်းပခဲ့ကြတယ်။တတိလင်္ကာနိုင်ငံဝိသတိကျင်းပဖို့ တရီလင်္ကာနိုင်ငံနဲ့ကဆုံလာပြည်ဗုဒ္ဓနေတရီလင်္ကာနိုင်ငံသားများကတော့ကဆုံလာပြည်ဗုဒ္ဓနေကိုဝေဆက်လို့ခေါ်ကားရုံးပိတ်ရဲ့အဖြစ်သတ်မှတ်ထားတယ်။ကဆုံလာပြည်နေဟာအထူးခြားဆုံးနေအဖြစ်သတ်မှတ်ခါပွဲတော်ကို9ရက်ခန့်ကျင်းပတယ်။အစီအသားဆုံးနေကတော့ကဆုံလာဆန်း14ရက်လာပြည်နေနဲ့လာပြည်ကျော်တရက်နေပါပဲ။ဗုဒ္ဓဘာသာဝင်တိုင်းသာသနာအလံတော်ကိုလွှင့်ထူထားကြတယ်။ ထင်ရှားတဲ့ဇီရီတို့ကြောင်းတော်နဲ့လမ်းဆောင်လမ်းကွားတွေမှာမိစဉ်မြင်ကြီးဆောင်လုပ်ခါဖယားရှင်ရဲ့စီရေးပကြီးပုံတော်ပပတ်လင်နဲ့ဇာတကစီပကြီးပုံတော်တွေကိုလျှက်စင်မီများအလှဆင်ကမိုးလင်းပေါက်ထွန်းညိပူဇော်ကြတယ်အဆိုကပွဲများမရှိပေနဲ့အလွန်စီကားတယ်ရောင်စုံမီးဘုံအလှပြိုင်ပွဲများကျင်းပတဲ့နေရာမှာဆိုရင်ပွဲလာပြီးတဲ့များကြိတ်ကြိတ်တို့စီကားလာတယ်တိရီလင်္ကာနိုင်ငံကဆုံလာပြီးနေ့ လမ်းလုံးလမ်းကွာမှဘုဒ္ဓဝင်မကြီးကအနေနဲ့အရရမှဘုရားဘာသာဝင်များအထူးသဖြင့်ရွာကူရွာသားများဟာကုလံဘူမြို့သို့မဟုတ်မြို့ကြီးများမှမိထွန်းပွဲကိုလာရောက်ကြည့်ရှုကြတယ်။မော်တော်ကားဆိုင်ကယ်စပင်းစီပီလက်ပတ်ကြတဲ့လူတွေလမ်းလျှောက်လက်ပတ်ကြတဲ့လူတွေတညာလုံးစီကားလာတွေ့ရတယ်။ရွာကနေလာကြတဲ့လမ်းလျှောက်တဲ့လူတွေဟာများသောအားဖြင့်ဖက်နဲ့မစည်းကြပြီး အချို့သောစေတနာရှင်များကမိမိအိမ်ရှိမှရေအေးအချို့ရေများနဲ့၎င်းအချို့ကတော့မနဲ့ဆောင်ပြီးထမင်းဟင်းများစတုတီတာအလူများပြုလုပ်ပြီးကုသိုလ်ယူကြတယ်။အချို့အိမ်မှာစပီကာအကြီးကြီးနဲ့ဗုဒ္ဓဝင်သချင်းတွေဖွင့်တချို့ကတော့ပီဟိုရိုးရာဘုံကြီးကကခုံပြောမျိုးနေကြတာကိုတွေ့ရတယ်။ဘဝတော်ကာလအတွင်းရင်ကျောပိတ်ဆို့မှုတွေများစွာဖြစ်ပေါ်တယ်။ထင်ရှားတဲ့လမ်းကောင်းလမ်းကွာနဲ့ အမိုင်းဝင်ကလျာဏီယအကြောင်းတော်ကြီးကရုတ်တရဇေဒီတော်ကြီးကဏီမြို့ဆွေတော်အကြောင်းတို့ကတော့အလွန်စီကားတာတွေ့ရတယ်တိရိလင်္ကာဗုဒ္ဓဘာသာဝင်များဟာဗောဓိညောင်မင်းကိုပရိဘောဂဇေဒီအဖြစ်လွန်စွာကြည်ညိုကြတယ်နေ့စဉ်နေ့တိုင်းဗောဓိပင်ကိုရေလောင်းပူဇော်ကြတယ်ဘုံကြီးကျောင်းတိုင်းမှာဗောဓိပင်ရှိရတယ်ကဆုံနာပြိဗုဒ္ဓနေ့မနက်ပိုင်းမှာ ပိရိလင်္ကာဗုဒ္ဓဘာသာဝင်ကလေးလူကြီးများဟာဝိပုစင်ဝယ်ပြီးဘုန်းကြီးကျောင်းကိုသွားကြတယ်။ဓမ္မစီလဲခြင်းဗောဓိပင်အားပူဇော်ခြင်းတိလခိုင်ခြင်းပယိယျောခြင်းဘာဝနာပွားခြင်းများပြုလုပ်ကြတယ်။ပိရိလင်္ကာဗုဒ္ဓဘာသာဝင်ကလေးလူငယ်တွေပယိကြီးဆက်သတ်ဖို့ရကြတယ်။ကစုံလားပြည့်ပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာကွန်ဖရင့်ထိုင်းနိုင်ငံကစုံလားပြည့်နေ့ကိုအပြည်ပြည်ဆိုင်ရာရုံးပိတ်ရက်အဖြစ်သတ်မှတ်ခြင်း ကစုံသားပြည်နေဟာဗုဒ္ဓဘာသာဝင်တို့ရဲ့အထွတ်မြတ်နေ့ဖြစ်တယ်။ဒါကြောင့်1998ခုနိုဝင်ဘာလ9ရက်မှ14ရက်အထိတိရီလင်္ကာနိုင်ငံကိုလံဘူမြို့တော်မှာကျင်းပခဲ့တဲ့အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာကွန်ဖရင့်မှာကစုံသားပြည်နေကိုကမ္ဘာယုံပေးရအဖြစ်သတ်မှတ်နိုင်ရန်အတွက်ညှိနှိုင်းဆွေးနွေးခဲ့ကြတယ်။အဲ့ဒီအစည်းအဝေးကနေ1999ခုစက်တင်ဘာလမှတိရီလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးလက်ရှမန်းကတိကံဟာအဲ့ဒီအဆိုကိုကုလသမဂ္ဂသို့တင်သွင်းခဲ့တယ်။မာဇက်လေးရင်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမှာအဲ့ဒီအဆိုကိုမြန်မာနိုင်ငံအပါအဝင်အာရှတိုက်ရှိဗုဒ္ဓဘာသာနိုင်ငံများတောင်အာရှအဖွဲ့ဝင်နိုင်ငံများရုရှားနိုင်ငံအမေရိကန်ပြည်တော်စုနဲ့အခြားနိုင်ငံများစုစုပေါင်း34နိုင်ငံကထောက်ခံကြတယ်။ဒါကြောင့်1999ဒီဇင်ဘာ23ရက် အစည်းအဝေးဆုံးဖြတ်ချက်အမှတ်184နဲ့ကမ္ဘာကူလသမဂ္ဂမှာကစုံလားပြည့်ဗုဒ္ဓနေ့ကိုအပြည်ပြည်ဆိုင်ရာရုံးပိတ်ရက်ကစုံ Universal Holiday အဖြစ်သတ်မှတ်ပေးခဲ့တယ်။ကမ္ဘာကူလသမဂ္ဂဆုံးဖြတ်ချက်ကတော့ဂေါရမဗုဒ္ဓဘုရားရှင်ရဲ့သာသနာတော်သည်ကမ္ဘာပေါ်မှာတည်တန်းရှိကြတဲ့ဘာသာတစ်ခုဖြစ်တဲ့အပြင်ဘုရားရှင်ရဲ့အဆုံးအမတော်ဟာနှစ်ပေါင်း2500ကျော်ကာလတိုင်အောင်လူသားတို့အပေါ်ကာယဒုက္ခ စိတ်တဒုက္ခနဲ့ငြိမ်းချမ်းရေးကိုဆောင်ရွက်ပေးခဲ့ပြီးနောက်အနာဂတ်မှာလည်းကမ္ဘာလူသားတို့အပေါ်ကောင်းကျိုးများဆက်လက်တက်ရောက်နိုင်ပြီဖြစ်ကြောင်းတို့ဖြစ်၍ကုလသမဂ္ဂဗဟုဌာနချုပ်နဲ့ကမ္ဘာပေါ်ရှိကုလသမဂ္ဂဌာနအသီးသီးတို့မှကစုံလားပြည့်ဗုဒ္ဓနေ့ဝိဆက်တေးကို အပြည့်ပြည့်ဆိုင်ရာရုံးပိတ်ရက်အဖြစ်သတ်မှတ်ရမည်။ဤဆုံးဖြတ်ချက်အရဝိဆက်တေးကျင်းပရာတွင်ကုလသမဂ္ဂရံမုံငွေကိုသုံးဆွဲခွင့်မရှိ။ နှစ်စဉ်နေတိုင်းကဆုံလာပြည်နေသည်မြည်သီလအင်္ဂလိပ်လတွင်ကြာရောက်မည်ကိုကုလသမဂ္ဂဌာနချုပ်နှင့်အခြားသောကုလသမဂ္ဂဌာနတို့ကတိုင်ပင်ညီနိုင်ကဆုံးဖြတ်တော်ရမည်လို့ဆုံးဖြတ်ခဲ့ပါသည်ထူးခြားလာတဲ့ဗုဒ္ဓဘာသာဝင်တို့ရဲ့ကဆုံလာပြည်နေကိုကမ္ဘာကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာရုံးပရက်အဖြစ်သတ်မှတ်ပေးခဲ့လေသည်ကဆုံလာပြည်နေဟာဖျားရှင်အစုစုပွင့်တော်မူတဲ့နေ့လည်းဖြစ်တယ်လောကမှာ ဖះရှင်ဝင်ထွန်းပေါ်ပေါက်လာခြင်းဟာလောကကောင်းကျိုးအတွက်ပဲဖြစ်တယ်။ဖះရှင်ရဲ့အဆုံးအမတော်ဟာလောကသားတိုင်းအတွက်ဖြစ်တယ်။လောကသားတို့ဟာဖះရှင်ရဲ့အဆုံးအမအတိုင်းလိုက်နာခြင်းတုံးမှာကကာယဒုက္ခစိတ်ဒုက္ခနဲ့ပြည့်စုံကြပြီးငြိမ်းချမ်းရေးအစစ်ဖြစ်တဲ့တဏှိဒုက္ခနိဗ္ဗာန်ကိုမလွဲဧကံရောက်ရပါပြီ။ဖះရှင်အဆုံးအမဖြစ်တဲ့မကောင်းမှုရှောင်းကောင်းမှုဆောင် စိတ်ကိုဖြူအောင်ထားဗုဒ္ဓတိုင်းသာမိန်ခဲ့တာသုံးပြာဤစကားအတိုင်းလိုင်းနာခြင်းလုံးနိုင်ကြပြီးငြိမ်းချမ်းရေးအစစ်ဖြစ်တဲ့တန်ဖိဒုက္ခကိုရရှိနိုင်ကြပါစေ။မောင်မောင်မြတ်သူမျှဝေသည်။လာဖြစ်ကဆုံကဆုံနာကိုပကံခက်ကကုဆုံကုဆုံကဆုံခုဆုံခုဆုံဟုအမျိုးမျိုးရေးသားခေါ်ဝေါ်ခဲ့တာကိုကြောက်စာများအရသိရှိကြပါလေ။ ုဆုံးမှာမူရင်းဝေါဟာရဖြစ်ပြီးကဆုံစားသောကြံဝေါဟာရများမှာကုဆုံမှာရွေလျားပြောင်းလဲလာသောဝေါဟာရများဖြစ်ကြပါသည်ကုဆုံနှင့်ကဆုံတို့ရှိကုကပုဒ်တို့မှာကုတို့ကုခန်းကဇွန်ကညို့ကတောက်စားသောဝေါဟာရတို့ရှိကုကပုဒ်တို့ကဲ့သို့ယေဟုအတိပ္ပယ်ရပါတယ်။စုံမဆင်းသက်လာသောစုံမှာတွန်းခြင်း၊လောင်းခြင်း ချမ်းခြင်းအတိပဲရှိပါတယ်ထို့ကြောင့်ကဆုံနာအတိပဲမှာရည်သွန်းသောလားရည်လောင်းသောလားရည်ချမ်းသောလားဟုဆိုလိုပါတယ်ဘုရားရှင်တော်မြတ်ဖရာတစ္ဆာလေးပါးမြတ်တရားကိုပိုင်းခြားထင်တဲ့သိဉ္ဉံတော်မူရာမဟာဘောဓိပင်ဘွားဘောဓိပင်များကိုရည်သွန်းလောင်းခြင်းဖြစ်ပါတယ်တိကောရမဘုရားရှင်သည် သူမေတ္တာရှင်ရည်သိဘဝတွင်ဒီပင်္ဂရာမြတ်စွာဘုရားထံတော်မှာနောင်သောအခါတွင် ဖျားဆင်စစ်အေကံအမှန်ဖြစ်လိမ့်မည်ဟုနိယတပြားလေးကိုရရှိတော်မူခြင်းသည်ကဆုံငါးပြင်းနှင့်ဖြစ်ပါသည်။နှင့်မဟာတက္ကရေ68ခုကဆုံငါးပြင်းတောက်ကြနေမှာပဲဖျားအလောင်းကိုဖွားမြင်တော်မူခဲ့ပါသည်။ဖျားအလောင်းကိုဖွားမြင်တော်မူသည့်နှင့်တပြိုင်နက်ယသောရယာမင်းသမီးအာနန္ဒာမင်းသားစန္နအမတ်ကာလူဒာယီအမတ်ကနကမြင်းရွှေဦးကြီးလေးလုံးနှင့်မဟာဘောရိပင်ဟူသော ဖွားဖက်တော်ခုနှစ်ဦးတို့သည်လည်းဖွားမြန်ဖြစ်ပေါ်လာကြပါသည်မဟာဗောဓိသည်မြစည်းမဒေတာဥရဝေလာတော်တွင်ဖျားရှင်တို့ပွင့်တော်မူရာဘ ਹੁ အချက်ချာအောင်မြေအရ၌ပေါက်လာခြင်းဖြစ်ပါသည်၃မဟာတက္ကရတရား၃ခုနှင့်ကစုံနာပြင်း၌ဖျားအလောင်းသည်မဟာဗောဓိပင်ရ၌တစ္ဆာ၄ပါးကိုထိုးထွင်းသိမြင်၍တက္ကဉ္စုဖျားရှင်အဖြစ်သို့ရောက်တော်မူခဲ့ပါသည် ထိုမဟာဗောဓိပင်သည်ဖျားရှင်၏ဖွားဘက်တော်ခုနှစ်ဦးတွင်တဦးအပါဝင်ဖြစ်သည့်အပြင်ဗောဓိဉာဏ်ကိုရရှိရန်အားထုတ်တော်မူရ၌အသုံးပြုတော်မူသောအပင်ဖြစ်၍ပရိဘောဂစီတိလည်းထိုက်ပါသည်ထို့ကြောင့်ဗုဒ္ဓဘာသာဝင်အပေါင်းတို့သည်ထိုဗောဓိပင်မှပင်ကွားများကိုမိမိတို့နိုင်ငံ၌စိုက်ပျိုးပုဂ္ဂိုလ်လေးရှိပါသည်မြန်မာနိုင်ငံသည်လည်းဗုဒ္ဓသာသနာရောက်ချိန်ကပင်စတင်၍ ဗောဓိပင်များကိုစိုက်ပျိုးကူးကွယ်ခဲ့ကြဟန်ရှိပါတယ်။နေရာသည့်အလဲဘဟုကြတော့မြမတို့၏ကဆုံနာကနေပူပြင်းလှပါတယ်။တကူးရီကိုကဆုံရီခန်းဆိုသလိုကဆုံနာတွင်အင်းအိုင်ကန်ချောင်းရင်းနှုံမြောင်းများ၆ခန်း၍ရေပြက်လေးရှိပါတယ်။ရေပြက်၍အပူချိန်ပြင်းပြင်းတို့ကြောင့်အချို့တစ်ပြက်ပန်းမြင်များမှနွမ်းချောက်ပျက်စီးကြရပါတယ်။ထိုချိန်တွင် ရှင်မြမာတို့သည်မိမိတို့အမျက်တနှိုးကိုးကွယ်ထားကြသည့်မဟာဗုဒ္ဓညောင်ပင်များညှိုးနှံပျက်စီးမိကိုစိုးရင်ခဲ့ကြပါသည်ဗောဓိပင်ဆိုသည်မှာလဲအိန္ဒိယနိုင်ငံတိဟိုနိုင်ငံတို့ရှိမူလာဗောဓိပင်တို့မှစင်ပွားယူလာသောအပင်မျိုးဖြစ်၍ရှားပါးပင်မျိုးဖြစ်ပါသည်ထို့ကြောင့်ရှေးခေတ်ဗုဒ္ဓဘာသာဝင်မြန်မာတို့သည်ပူမြင့်၍ရေပြတ်သောကဆုံလတွင်ဗောဓိပင်များကိုမညှိုးမနှွမ်း လမ်းဆန်းရှင်သန်စေရန်ဟူသောဆန္ဒမုံဖြင့်ရည်သွန်းလောင်းပူဇော်ကြခြင်းဖြစ်ပါလေ။ဤသို့ဖြင့်ဖရာအလောင်းတော်ဗျာဒိတ်တော်ခံယူခြင်း၊ဖွားမြင့်တော်မူလာခြင်း၊မဟာဗောဓိပင်ပေါက်တော်မူခြင်း၊ဖရာဖြစ်တော်မူခြင်းတို့သည်ပစုံနာပြည့်နှင့်များဖြင့်ဖြစ်တော်မူခဲ့ပါလေ။လေထို့ပြင်ကစုံနာပြည့်နှင့်မှာပင်ဖရာရှင်ပရိနိဗ္ဗာန်ဆံဝင်တော်မူခဲ့သောကြောင့်ကစုံနာပြည့်နှင့်ကိုဗုဒ္ဓနှင့်ဟုရှင်းပညာရှိတို့က ခေါ်ဝေါ်သမုတ်ခဲ့ကြပါတယ်။ကဆုံးလာပြီထူးခြားချက်၅ရက်၁ဗျာဒိတ်ခံယူသည့်နေ့လေးသိင်ချင်းနေ့ကဘာတသိန်းအစကဆုံးလာပြီနေ့၂ဖျားမွေးသည့်နေ့မဟာတက္ကရေ68ခုကဆုံးလာပြီတောက်ကြနေ့ BC 623 3ဖျားဖြစ်သည့်နေ့မဟာတက္ကရေ103ခုကဆုံးလာပြီပုံတစ်ခုနေ့ BC 988 4. ဗုဒ္ဓဝင်အချင်းဟောသည့်လေမဟာတက္ကိတရား၄ခုကဆုံလာပြီနေ့ BC 989ငါပရိနိဗ္ဗာန်ဆန်သည့်နေ့မဟာတက္ကိတရား48ခုကဆုံလာပြီအင်္ဂါနေ့ BC 943တုံးရည်ညိုင်ပေါ်6နှစ်ပြို၍ခါရုံတဖုံပွင့်ချိန်ကြုံကကဆုံလာပြီစင်မင်းနေ့ဝယ်မြိပရမေပလင်ပွေထက်ရွှေညောင်တော်ကြီးဘိမှန်ထီးနဲ့ မကြီးကြီးမျိုးနေတော်မူလျက်ရံမျိုးခပင်အမိုက်တင်းကိုအရှင်းပင်ပြောက်အလင်းပေါက်ကထုံးတောက်ဖုံးမော်ပေါင်းလုံးကြော်သည်တုံးဖော်လူတို့ရံပါကိုတရား၃ခုကဆုံလာပြီဘုံတဖူးနေ၌ဖရာအဖြစ်သို့ရောက်တော်မူသည်လာပြေငွေကဆုံစုပန်နေလေးတင်ချေကိတသိန်းကက်ကြုံသူမိရာအလောင်း ညွတ်ပြောင်းပွက်အောင်ဒီပင်ထံပါဝန်လျာမောက်ခုံစုပန်လေးလာပြည့်နွေကဆိုဖွားမြင်လေးမဟာတက်ကရက်68ကျုံလုံမဏီတော်ပါမောရကုံလောင်းတော်တိတ်ထွတ်ထွက်လန့်ကြာငုံဖွားမြင်လေးလာပြည့်နွေကဆိုဗုဒ္ဓနေ့တရားသုံးနဲ့တက်ကရက်ကျုံဘောရီပင်မင်းမိတင်းခုလုံးမန်ဆွေ၅စင်း အောင်ကျင်းဖုံဖုံဗုဒ္ဓနေ့လာပြည့်ညွေပစ္စုံနေဘူးနေရာလေးဆက်ရှိတက္ကရေကျုံမလာမင်းတို့အင်ကျင်းရကုန်ဇက်တော်သိန်းလို့အင်းငင်းခုလုံးနေဘူးနေလာပြည့်ညွေပစ္စုံကဆုံလာပြည့်ဗုဒ္ဓနေ့ညမာများရဲ့နေရူးနေ့မြတ်ဖြစ်ပါလေဒီနေ့ဒီညမာဗုဒ္ဓဘာသာဝင်တို့ရဲ့ နေရုနည်းမြန်ဖြစ်လေကဆုံနာပြည်နေလည်းဖြစ်ပါလေကဆုံနာပြည်နေဟာဖရာလောင်းသူမိသားရှင်ယတိကဒီပင်ကရာမြတ်စွာဘုရားထံမှာဖရာစင်စစ်ဧကံဖြစ်လိမ့်မည်ဟုနိယတပြာလေးကိုစတော်မူခြင်းဖရာလောင်းဖွားမြင်တော်မူခြင်းတစ္ဆာလေးပါးကိုသိမြင်ပြီးဖရာဖြစ်တော်မူခြင်းမဟာဘောရိပင်ပေါ့ချင်းနဲ့ပရိနိဗ္ဗာန်ဆံဝင်တော်မူခြင်းဆိုတဲ့အလွန်ထူးခြားပြီး ဗုဒ္ဓဝင်မှတ်တိုင်ကြီးများစိုက်ထူခဲ့သောနေရူးနှင့်မြတ်ကြီးဆိုလဲမမားပါဘူးဗုဒ္ဓဘာသာဝင်မြန်မာတို့ကကဆုံနာပြည့်နေ့ကိုဗုဒ္ဓနေ့ဟုတမတ်ခါအခါတော်နေ့ကိုတခန္တနာကျင်းပလေးရှိကြပါလေကဆုံနာပြည့်ဗုဒ္ဓနေ့ကိုအနေနဲ့မှာကျင်းပမြင်မှုကဆုံနာနဲ့ပတ်သက်သမျှမှတ်သားစရာလေးတွေအနှဲငယ်တင်ပြခြင်းပါလေကဆုံနာဆိုတာဘာသာတမနာရှုထောင့်ကကြည့်ရင်အံ့ဩစရာအကောင်းနဲ့အဖြစ်တဲ့နေ့လေးတွေ တိုက်တိုက်ဆိုင်ဆိုင်မြင်တွေ့နိုင်ပါလေ။ဗျာရိဖွားမြင်ဘောရီပင်စံဝင်နန်းနိဗ္ဗာန်လင်္ကာအရာဂေါရမဘုရားအလောင်းတော်ဖြစ်နေသူမေရာရှင်ရသိဘဝမှာဒီပင်ကရာမြတ်စွာဘုရားထံတော်မှာဘုရားဆင်စစ်ဤကံဖြစ်လိမ့်မည်ဆိုတဲ့ဗျာရိတော်ကိုခံယူခဲ့ခြင်းဘုရားအလောင်းတော်အမိဝမ်းမှဖွားမြင်တော်မူခြင်းတစ္ဆာလေးပါးကိုသိမြင်လို့ဘုရားဖြစ်တော်မူခြင်းမဟာဘောရီပင်ပေါ့ခြင်း ပရိနိဗ္ဗာန်ဝန်ဆောင်တော်မူခြင်းဆိုတဲ့ဗုဒ္ဓနဲ့ပတ်သက်လို့ပါကနာမတန်ကြီးများကဒီကစုံလမှာဖြစ်ခဲ့တာမို့ထူးခြားတဲ့လာမျက်ကစုံလို့တင်စားခေါ်ဆိုကြပါတယ်။ဒါကြောင့်မယ်ဗုဒ္ဓနဲ့ပတ်သက်တဲ့ရမျက်များဆုံးစည်းရာကစုံလရောက်ပြီဆိုရင်ကစုံလပြည့်ဗုဒ္ဓနဲ့စားတဲ့ပွဲတော်များကိုအမွန်အမြတ်ပြုလာကျင်းပပြုလုပ်ကြပါတယ်။